အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ် AB လ3ရက်စာသားရင်းနေ့မှာတော့သခိုင်းကလင်းစစ်ကောင်စီရဲ့စီးရေးအခြေအနေနဲ့နိုင်ငံတကာကုညီကယ်ဆယ်ရေးအဖွဲ့တွေရှေ့ဆက်ဘာဖြစ်ကြမလဲဆိုတဲ့သုံးသပ်ချက်ကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်နိုင်ငံတကာကုညီကယ်ဆယ်မှုတွေကပြည်သူတွေကိုအကျိုးရှိစေသလားဆိုပါလေအကျိုးရှိပါတယ်ငလင်ဘေးဒဏ်ကိုခံစားနေရတဲ့နေမြေကပြည်သူတွေအတွက်အကျိုးရှိပါတယ် စစ်ကောင်စီကနိုင်ငံတကာကိုအကူအညီမတောင်းခံခဲ့ရင်ပြည်ဝင်권မပေးခဲ့ရင်ဘေးရန်တက်ပြည်သူတွေဟာစစ်ကောင်စီရဲ့ဟန်ပြရှာဖွေကယ်ဆယ်မှုမှာယခုအခြေအနေထက်ဆိုးရွားစွာရင်ဆိုင်ရမှာဖြစ်ပါတယ်စစ်ကောင်စီနိုင်ငံတကာကိုအကူအညီတောင်းတာလက်ခံတာကိုကျေးဇူးတင်ပြောဆိုနေခြင်းမဟုတ်ရပါဘူးမင်းအွန်လိုင်းနဲ့စစ်ဗိုလ်ချုပ်တတိုက်ဟာသူတို့အစ်စ်နဲ့လုံးဝမလုံတဲ့မလုံနိုင်လို့အရေးစွန်ပြီးအကူအညီတောင်းခံလိုက်ရခြင်းဖြစ်ပါတယ် လက်ရှိအခြေအနေကနေသူတို့အတွက်စီရေးနိုင်ငံရေးနဲ့တန်တမာရေးရာတွေမှာအမြတ်ထွက်လာအောင်ကြိုးစားပါလိမ့်မယ်။စီးပွားရေးကတော့ထည့်ပြောစရာတောင်လိုမယ်မထင်ပါဘူးဖြစ်ပါတယ်။နိုင်ငံတကာကလည်းမြေပြင်အနေအထားမျိုးစုံကိုဗက်ပေါင်းစုံကနေချင့်ချိန်ထောက်ဆပြီးစစ်ကောင်စီကိုသာစိတ်မသက်သာစွာနဲ့ရွေးချယ်လိုက်ရဖို့ပေါ်ပါတယ်။ပြည်သူရွေးချယ်တဲ့အယတ္တအဆိုးရလက်ထက်မှာသာဖြစ်ပွားခဲ့ယခုကယ်ဆယ်မှုတွေထက်အလင်းအမြန်နဲ့ပိုမိုများပြားစွာရရှိခံစားကြမှာဖြစ်ပါတယ်။ အမေရိကန်ကဒေါ်လာ2တန်းဆိုတဲ့ပမာဏဟာလူသားချင်းစာနာမှုကိုအလေးထားတဲ့ကမ္ဘာစူပါပါဝါနိုင်ငံကြီးအတွက်အရန်နယ်ပါလုံးနဲ့ပနာမဖြစ်တာကိုတွေ့ရပါတယ်။စစ်တပ်ဟာကုညီကယ်ဆယ်ရေးလုပ်ငန်းတာဝန်တွေကိုနိုင်ငံတကာထံလွှဲပြောင်းပေးရလိုက်တဲ့သဘောဖြစ်ပါတယ်။သူ့ရဲ့စစ်တပ်ဟာစစ်ကိုလွတ်လွတ်လပ်လပ်တိုက်နိုင်မှုအတွက်ကိုလည်းကြိုတင်ရည်ရထားပါတယ်။ကာကွယ်ရေးအင်အားစုတွေနဲ့မြောက်ပိုင်းမဟာမိတ်တွေကဝမ်းနည်းပူဆွေးမှုခံစားနေရချိန်မှာ နှစ်ပတ်တစ်လအပြည့်ရမယ်ကြီးညာခဲ့ပြီမဲ့စစ်တပ်ဟာနေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်နေနေတာဖြစ်ပါတယ်။ယခုကုညီကယ်ဆယ်ရေးလာတဲ့အထက်မှာအမေရိကန်၊ဟော်လန်နဲ့ဘင်္ဂလားဒေ့ရှ်ကလွဲကျန်တာသက်ဆိုင်ရာနိုင်ငံတွေရဲ့စစ်တပ်တွေပဲဖြစ်ပါတယ်။ကမ္ဘာနိုင်ငံတွေကစစ်တပ်တွေဟာပြည်သူတွေကိုကုညီကယ်ဆယ်ဖို့လေ့ကျင့်ထားပြီမဲ့ကျွန်တော်တို့မြန်မာစစ်တပ်ကြီးဟာအကြမ်းဖက်တပ်ဖြတ်နိုင်မှုကိုပဲလေ့ကျင့်တင်ကြားပေးထားတာကိုတွေ့ရပါတယ်။နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက စေအုပ်စုကတစ်ဖက်မှာစစ်တိုက်ပြီးတပ်ဖြတ်နေတာတွေ့ရလို့စိတ်ပြက်ခတ်ခွာသွားကြမလားဆိုပြီးတန်လျောက်ဝင်စိတ်ပူနေကြတာရှိပါတယ်။နိုင်ငံတကာကမပိမ့်ပါဘူး။ငကိုတွေကပြည်တွင်းမှာဖြစ်နေတာတွေအကုန်သိပါတယ်။စံယုံတွေဖွင့်ထားတာအလကားမှမဟုတ်တာ။ပြောချင်တာကနိုင်ငံတကာအစိုးရတွေကတိကြပါတယ်။ကြဲကြဲပြန့်ပြန့်မတိသေးတာကကဘာသူကဘာသားတွေသာဖြစ်ပါတယ်။ဆက်ရရင်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့မြန်မာပြည်ကိုလာတင်ကြပါတယ်။မြေပြင်ခြေနေမှန်ကိုလည်းတကယ်စိတ်ဝင်စားကြပါတယ်။ စစ်ဆိုးရကပြိပင်ထားလို့မလာရတာဖြစ်ပါတယ်။အခုလာခွင့်ရပြီဆိုတော့ညီခွင့်ကြားခွင့်ကြုံတွေ့ခွင့်ရသွားပြီဖြစ်ပါတယ်။ဒီအချက်ကိုလည်းစစ်ဘုံကျုပ်တက်တက်ကောင်းကောင်းကြီးကဆထားပြီးဖြစ်ပါတယ်။သူတို့အချမ်းဖက်တိုက်ခိုက်နေတဲ့နေရာတွေကယခုကယ်ဆယ်ရေးလုပ်နေတဲ့နေရာတွေနဲ့ကွာဝေးလာတယ်လို့အဲ့ဒီနယ်မြေတွေကိုလည်းတွာလာခွင့်ပေးမှာမဟုတ်ပါဘူး။ဆိုတော့အချမ်းဖက်စစ်တပ်ဟာငါတို့ကအချမ်းဖက်မဟုတ်ဘူးဆိုတဲ့ဇက်ွက်ကိုဖန်တီးလာဖို့ရှိပါတယ်။သတိကြီးကြီးထားရမှာဖြစ်ပါတယ်။ ပြီးတော့စစ်အုပ်စုဟာတဘာဝဘေးဒဏ်တွေကိုအတုံးချပြီးနာခဲ့လွန်မှာခြေဥ့ကိုအပီပြုတ်ခဲ့တယ်လို့ကိုဗစ်ဖြစ်နေစမှာအာနာချသိမ့်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပေမဲ့2026ဇန်နဝါရီလမှာရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့စကားဟာလည်းပြက်ပြဲသွားပြီဖြစ်ပါတယ်။လက်ရှိငလင်ဖြစ်စဉ်မှာစစ်ကောင်စီဘက်ကလည်းကြီးကြီးမားမားပျက်စီးမှုတွေရင်ဆိုင်ထားရပါတယ်။နေပြည်တော်စစ်ရုံးချုပ်ဆိုရင်အနည်းဆုံး50ရာခိုင်နှုန်းခန့်ပျက်စီးနိုင်ခြေရှိတယ်လို့နေပြည်တော်တိုင်းစစ်ဌာနချုပ်နေပြည်တော်ကတိုင်ရင်တပ်ဖွဲ့တွေဟာလည်း40ရာခိုင်နှုန်းဝန်းကျင်ပျက်စီးခဲ့ပါတ ဇလင်မလုခခင်မလ29ရက်နေ့မှာရှေးပြခန္ဓာပြုလုပ်ခဲ့တဲ့စစ်တီအင်အား8000ဝန်းကျင်ဟာရွာတော်တဲခွေစခန်းမှာရှိနေသေးတယ်မှာပဲဇလင်လုခခဲ့တာဖြစ်ပြီးနေပြည်တော်ကောင်စီနယ်မြေထဲမှာကုညီကယ်ဆယ်ရေးလုပ်တဲ့စစ်သားမတွေ့မြင်ရတော့ဖြစ်ပါတယ်ဂရင်တထောင်စစ်ဆေးရုံမှာလည်းဂရင်မလောက်စစ်ပတ်တီပြက်လက်တဲ့အထိထိခိုက်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ရခင်လူမျိုးတက်ပြင်ထွက်ဟန်ပြမလုပ်နိုင်တော့ပဲသူတို့ဘာသာတက်တွင်းမှာဒုက္ခတော်တော်ရောက်နေတယ်လို့သုံးသပ်ရပါတယ် နောက်ဆုံးတစ်ချက်ကငလင်လောက်ခန့်နေချင်းဟာစစ်တပ်ရဲ့လစဉ်လာတိုင်းပြုတ်လို့လေးရှိတဲ့လတလမှာတတ်မှတ်ထားတဲ့စရုဒ္ဓဖတ်တောက်ကြနေမှာဒါပါလို့ခေါ်တဲ့တပ်တွင်းဆန္ဒထုတ်ဖော်ပွဲကိုနောက်တန်းဌာနချုပ်မှာလုပ်ရတဲ့နေ့လုပ်ရတဲ့အချိန်နဲ့တိုက်ဆိုင်နေပါလေဌာနချုပ်အဆင့်တွေမှာမိုးလုံလေလုံခမ်းမကြီးတွေရှိပေမဲ့လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေမှာတော့အချက်တသားစားချက်ဆောင်တွေမှာလုပ်ကြရတာဖြစ်ပြီးနောက်တန်းရှိစစ်တီမိသားစုဝင်မှမမဖြစ်မနေတဲ့ရောက်ရတာဖြစ်ပါတယ် စားချက်ဆောင်တွေဟာညာတော်အဖြစ်ကြံ့ခိုင်မှုမရှိတာတွေကအများစုဖြစ်ပါတယ်။ဘာသတင်းပို့စရာရှိလဲမရှိပါဘူးဆိုပြီးဂျိုင်းလူဖြေကြတဲ့အခါဆိုရင်တောင်အင်္ဂရိမုံလေးတွေကြာလာတဲ့အထိကြောက်စရာကောင်းလာပါတယ်။အခုလေမန်လေးနန်းတွင်တဲကစက်မှတ်စီစစဲတက်တက်တက်မှာဒါပါလုံနေစဉ်ပြိုကျလို့60ခန့်မက်ဆီကိုက်တယ်လို့သိထားရပါတယ်။ပြောချင်တာကပြည်သူတွေတေဆုံးမှုရှိခဲ့တယ်လို့ခွေမျိုးလဲတော်တော်တုံးပါတယ်ဆိုတဲ့အကြောင်းတင်ပြလိုက်ရပါတယ်။အားလုံးပဲစည်ရေးသတိ နိုင်ငံရေးသည့်ကမ္ဘာဝဘေးအန္တရာယ်သတင်းများစောင့်မျှော်ပြင်ဆင်ကြပါလို့အကြံပေးလိုက်ပါတယ်ခင်ဗျာစလဲစုံနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်